ယေရမိအနာဂတ်တိကျမ်းအခန်းကြီး32အငယ်1မှ44နေပုခနေစာနန်းစံ18နှစ်ယူဒရှင်ပရင်ဇေတကိနန်းစံ10နှစ်တွင်သာရပြားထံတော်မှနှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာ၏ ထိုအခါဘာဘူးလွန်ရှင်ဘီရင်ဤစစ်သူရဲ့တို့သည်ယေရုရှလင်မြို့ကိုဝိုင်းထားကြပြီးပရောဖက်ယေရမိသည်ယူဒရှင်ဘီရင်ဤနန်းတော်ထောင်ဝင်းထဲမှအချုပ်ခံလျက်နေရ၏အကြောင်းမူကားယူဒရှင်ဘီရင်စီတကိသည်ခေါ်၍ထာရတ်ဘုရားကဤမြို့ကိုဘာဘူးလွန်ရှင်ဘီရင် လက်သို့ငါအပ်၍သူသည်တင်းယူလိမ့်မည်ယူဒရှင်ဘီရင်စီတကိသည် ်ခါလဒဲလူတို့လက်နဲ့မလွတ်ဘာဘူးလုံရှင်ပြင်းလက်တို့ဆက်ဆက်ရောက်လိမ့်မည် မျက်နှာချင်းဆိုင်၍စကားပြောလျက်တယောက်ကိုတယောက်ကြိရှုလျက်တွေ့ရလိမ့်မည်ဇေတကိကိုလည်းဘာဘူးလုံမြို့သို့ဆောင်းသွားလိမ့်မည်ငါအကြည့်အရှုမလာမီတိုင်အောင်ထိုမြို့၌နေရလိမ့်မည်သင်တို့သည်ခါလဒဲလူတို့ကိုစစ်တိုက်၍မနိုင်ရကြဟု ထာဝရဘုရားမိန့်တော်မူကြောင်းကိုသင်သည်အဘယ်ကြောင့်ပရောဖက်ပြု၍ဟောသည်နည်းဟုဆို၍ထောင်ထဲမှလှောင် ောင်ထားသည်ထိုအခါယူရမိကငါစီသူရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကတင်ဤဘတွင်ရှလုံသား ဟန်နမီလာတီတစ်ထန်တို့လာ၍အာနတုံမြို့မှာရှိသောကျွန်ုပ်လေကိုတင်တီရွေးပိုင်သောကြောင့်ဝေပါဟုပြောဆိုလိမ့်မည်အကြောင်းကိုထာဝရဘုရားမိန့်တော်မူသည်နှင့်အညီငါဘဒွေတာဟာနမီလာတီငါရှိရာထောင်ဝင်းတဲ့တို့လာ၍မေယမင်ခရိုင်အာနတုံမြို့၌ရှိသောကျွန်ုပ်လေကိုဝေပါလောတင်တီအမွေခံပိုင်သော အခွင့်နှင့်ရွေးပိုင်သော အခွင့်ရှိသည်ဖြစ်၍ကို အဖို့ဝေပါဟုငါအာပြောဆို၏သူအခါသာရဖျာစီရင်တော်မူသော အမှုဖြစ်ကြောင်းကိုငါတိတော်ကြောင့်အာနတုံမျိုး၌ရှိသောငါဘဒွေတာဟာနမေလာဤလေကိုငါဝယ်၍လေဘူးငွေ18ချက်ကိုချိန်ပေးလေ၏စာချုပ်ကိုလည်းစီရင်၍တစိတ်ခတ်ပြီးမှ တက်တီတို့ကိုခေါ်၍ငွေကိုချိန်ခွင်နှင့်ချိန်ပေး၏ဓမ္မသက်ထုံးစံအတိုင်းတစိတ်ခတ်သောစာချုပ်တစောင်နှင့် ဖွင့်ထားသော လက်ခံတစောင်ကိုယူ၍ဗသွေတာဟာနမေလအစရှိသော စာချုပ်၌အမိပါသောတက်တီများထောင်ဝင်းထဲမှထိုင်နေသောယူဒလူများအပေါင်းတို့ရှိတွင် မာတိယတာဖြစ်သော နေရိဤတာဘာယုတ်၌အံ့လျက်ဣတရီလအမျိုးဤဖျားသခင် ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန်တော်မူသည်ကတစိခတ်သောဤစာချုပ်တဆောင်နှင့် ဖွင့်ထားသောဤလက်ခံတဆောင်ကိုယူ၍ကာလကြာမြင့်စွာတည်နေစေခြင်းငှာမြေဦး၌ထားလောဣတရီလအမျိုး၏ဘုရားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန်တော်မူသည်ကဤပြည်၌အိမ်လေယာစပြည့်ဥယင်တို့ကို ပိုင်ရကြလေအောင်မီဟု မိန်တော်မူကြောင်းကိုပြန်ပြောသည်ဖြင့် ထိုသူတို့ရှိမှဘာယုတ်ကိုမှားထားလေ၏ထိုသူနေရိတာဘာရုံ၌စာချုပ်ကိုအပ်ပြီးမှသာရပြာအားငါစုတောင်းသောပထနာစကားဟူမူကား ။အိုးအရှင်သာရဗျာဥရောတိမဟာတကူနှင့်လက်ယုံတော်ကိုဆန့်၍ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီးကုရောမတက်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိပါ။ကုရောတိလူအထောင်အတောင်တို့အားကရုဏာကျေးဇူးပြုလျက်အဘတို့၏အပြစ်ကိုနောက်ဖြစ်သောသားတို့၏ခေါင်းပေါ်သို့တက်ရောက်စေတော်မူ၏။ အလွန်ကြီးမြတ်သောဖုရားမဟာတကူတော်နှင့်ပြည့်စုံသောဖုရားဖြစ်၍ကောင်းကင်ဘုရားအရှင်သာရဖုရားဟူသောဘွေးနာမရှိတော်မူ၏ထူးဆန်းသောအကြံကိုကြံ၍ ထူးဆန်းသောအမှုကိုစီရင်တော်မူလျက် လူအသီးအသီးတို့ကျင့်ကြံပြုမူသည့်အတိုင်းအကျိုးအပြစ်ကိုပေးခြင်းကလူသားများတွာလာသောလမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှုလျက်နေတော်မူ၏အဂုတုပြီဣတရီလာပြီအဆရှိသော လူအမျိုးမျိုးတို့၌နမိတ်လက္ခဏာအံဘွေသောအမှုတို့ကိုယနေ့တိုင်အောင်ပြတော်မူသည်ဖြင့်ယခုကဲ့သို့အစဉ်ကြိုဆိုသောတည်င်းရှိတော်မူ၏ နမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုပြလျက်အာကြည့်သောလက်ဆန့်တော်မူသောလက်ယုံအလွန်ကြောက်မက်ဖွယ်သောအချင်းအရာနှင့်တကွကုရောဤဣတရေလလူတို့ကိုဧကထုပြီမှနှုတ်ဆောင်တော်မူ၍ငါပေးမည်ဟုဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်တည်ဟုသောနို့နိပြားရည်စီသောဤပြည်ကိုပေးသနာတော်မူသဖြင့်သူတို့သည်ဝင်၍တည်ယူကြတော်လဲအမိန်တော်ကိုနားမထောင် တရားတော်လမ်းသို့မလိုက်မှားထားတော်မူသောအကျင့်တစုံတစ်ခုကိုမြမချင့်ပဲနေသောကြောင့်ယခုခံရသမျှသောဘေးဥပတ်တို့ကို သူတို့အပေါ်သို့ရောက်စေတော်မူပြီး ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ မြို့တော်ကိုတိုက်ယူခြင်းငှာရောက်ကြပါပြီဒါဘေးမွတ်သိခြင်းဘေး ကာလနာဘေးတို့ဖြင့်တိုက်သောခါလတဲလူတို့လက်သို့မြို့တော်ကိုအပ်တော်မူပြီးမိန်တော်မူသောစကားပြည့်စုံကြောင်းကိုလည်းကုရောတိုင်းမြင်တော်မူ၏ထို့သူမြို့တော်သည်ခါလတဲလူတို့လက်သို့ရောက်တော်လေအိုအရှင်သာရဖျားထိုလေကိုငွေနှစ်ဝယ်၍တက်သေးတို့ကိုခေါ်ထားရမည်အကြောင်းမိန်တော်မူပါပြီတကားဟုလျှောက်လေ၏သူအခါသာရပြား၏နှုတ်ကပတ်တော်သည်ယူရမိသို့ရောက်လာသည်ကား ငါထာဝရဘုရားသည်ခတ်သိမ်းသောတတဝါတို့ကိုအစိုးရသောဘုရားသခင်ဖြစ်၏ငါမတတ်နိုင်သော အရာတစ်စုံတစ်ခု ရှိလိမ့်မည်လောတို့ဖြစ်၍ထာဝရဘုရားမိန်တော်မူသည်ကားဤမြို့ကိုခလဒဲလူတို့လက်သို့လက်ကဘာဘူးလုံရှင်ပရင်နေဖုခနေစာလက်သို့လက်ကငါအပ်၍သူတည်သိမ်းယူလိမ့်မည် ဤမြို့ကိုတိုက်သောခလတဲလူတို့သည် ဝင်၍မိရှို့ကြလိမ့်မည်။ငါအမျက်ကိုနှိုးစော်ခြင်းငါဘာလဖျားအဖို့အိမ်မိုးပေါ်မှာနတ်သားပေါင်းကိုမိရှို့၍အခြားတပါသောဖျားတို့အဖို့သွန်းလောင်းရာပူဇော်တကာကို ပြုရာအိမ်များနှင့်တကွတမျိုးလုံးကိုမိလောင်စေကြလိမ့်မည်။အကြောင်းမူကားဣသရီလအမျိုးသားတို့နှင့်ယူဒအမျိုးသားတို့သည် ငဲသောအရွယ်မှစ၍ငှရှိမှဒုစရိုက်ကိုသာပြုကြပြီးမိမိတို့ပြုလီရရ၌ငှအမျက်ကိုနှိုးစော်ခြင်းငါသာပြုကြပြီးဣသရေလအမျိုးနှင့်ယူဒအမျိုး၏ရှင်ဘုရင်မူးမတ်ယိဘရောဟိပရောဖက်ယူဒပြည်သူယေရုရှလင်မြို့သားတို့သည်ငှအမျက်ကိုနှိုးစော်ခြင်းငါပြုလီသည်မြတ်သောဒုစရိုက်ကြောင့် ဤမျိုးကိုငါထံမှငါပယ်ရှားမည်အကြောင်းမြို့တည်သောနေမှဆာ၍ယနေ့တိုင်အောင်ငါအမျက်ထွက်၍အမျက်အရှိန်အားကြီးစေသောမြို့ဖြစ်၏ သူတို့ဒီငါကိုမျက်နာမပြုတ်ပဲကြိုးခိုင်းကြပြီငါဒီစိုးစိုးထ၍အထက်ထက်ဆုံးမတွင်တင်တော်လဲငါဤဩဝါဒကို ခံလို့တော့ငါနာမထောင်ကြငါဤနာမဖြင့်သမုတ်သောဗိမှန်ကိုညှဉ်းညူးစေခြင်းငါဆက်စုပ်ရွှန်ရှားပွဲသောအရာတို့ကို တွင်ထားကြပြီတကားသူတို့သားသမီးတို့ကိုမောလို့ဖျားအားပူဇော်ခြင်းငါ ဟိန်နုံသားဤဂျိုင်းနိုင်ရှိသော ဘာလဖျားဤကုန်းလူကိုတီးလုတ်ကြပြီးယူဒအမျိုးအပေါ်သို့အပြစ်ရောက်စေခြင်းငါထိုမြလောက်ဆက်စုပ်ရွှန်ရှာပွေသော အမှုကိုငါမမှားတာငါအလင်းအလိုမရှိဘဲပြုကြပြီးဟုထာဝရဖျားမိန့်တော်မူ၏တို့ရာတွင်ဒါဘီ မွတ်သိချင်းပြီးကာလနာပြီးအဖြစ်ဘာဘူးလုံရှင်ဘရင်လက်သူရောက်မီဟုတင်တို့စုတတ်သောဤမျိုးကိုရည်မှတ်၍ဣတရီလအမျိုးဤဖျားသခင်ထာဝရဘုရားမိန့်တော်မူသည်ကငါသည်အမျက်ဟုံးဟုံးထွက်၍အမျက်အရှင်အာကြီးသည်နှင့်သူတို့ကိုနှင်ထုတ်ရာတိုင်းပြီးရှိသည်များတို့မှ တဖန်စုသိမ့်၍ဤရက်သူဆောင်ခဲ့ပြီးလျှင်ငြိမ်ဝတ်စွာနေစေမီသူတို့သည်ငါဤလူဖြစ်ကြလိမ့်မည်ငါသည်လည်းသူတို့၏ ဤဘုရားသခင် ဖြစ်မိကိုအကျိုးအလိုငါ၎င်းနောက်ဖြစ်လက်တန့်သောသားသမီးတို့ဤအကျိုးအလိုငါ၎င်းငါ့ကိုအစဉ် ကြောက်ရွံ့စေခြင်းငါတညီတညွတ်ဒီကြင်ကြံနိုင်သောတဘောကိုငါပေးမည်သူတို့ကိုမစွန့်ပစ်ပဲအစဉ်ကျေးဇူးပြုခြင်းငါသူတို့၌ထာဝရပတိဉ္စကိုငါထားမည်သူတို့ဒီလေငါထံမှမထွက်မသွားမီအကြောင်းငါကိုကြောက်ရွံ့သောတဘောနှင့်ပြည့်စုံစေမည်သူတို့အားကျေးဇူးပြုခြင်းအမှု၌ငါသည်အာရဝမ်းမြောက်၍ငါစိတ်နှလုံးနှင့်နံဝိညာဉ်အကျွမ်းမဲ့ပါလျက်သူတို့ကိုဤပြည်၌ဆက်ဆက်နေရချမည် ထာဝရဘုရားမိန့်တော်မူသည်ကဤလူမျိုးအပေါ်မှာကြီးစွာသောဤဘေးဥပတ်အပေါင်းကိုရောက်စေသည်နိတုငါကတိထားသောကောင်းကျိုးအပေါင်းကိုလည်းငါရောက်စေမည်လူမရှိတရိစ္ဆာန်မရှိစိတ်ညံပြီး ခလဒဲလူတို့လက်သို့ရောက်လေပြီဟုသင်တို့ဆိုတတ်သောဤပြည်၌နောက်တဖန် လေယာတို့ကိုရောင်းဝယ်ကြလိမ့်မည်။ဘေးရင်မိန်ပြည်၌၎င်းယေရုရှလင်မြို့ပတ်ဝန်းကျင်အရတု၌၎င်းယူဒပြည်တွင်ရှိသောမြို့တို့၌၎င်းတောင်ပေါ်မြို့၊ကြိုက်ထဲမြို့ တောင်ဘက်မြို့တို့၌၎င်းလူတို့သည် လေယာတို့ကိုငွေနှင့်ဝယ်ခြင်းစာချုပ်ကိုစီရင်ခြင်းတစိတ်ခတ်ခြင်းတက်တေတို့ကိုခေါ်ထားခြင်းအမှုများကို ပြုမြဲပြုကြလိမ့်မည်အကြောင်းမူကားတင်းသွာခြင်းကို ခံရသောသူတို့ကိုတဖန်ငါဆောင်ခဲ့အောင်မည်ဟုထာဝရဘုရားမိန့်တော်မူ၏အာမင် God bless you